မြောက်ကိုရီးယားရဲ့အရှိန်မြင့်တက်လာတဲ့ဒုံးကျည်အစီအစဉ်တွေကြောင့်ဒေတာတွင်းလုံခြုံရေးစိုးရိမ်နေရချိန်မှာဂျပန်နိုင်ငံကထောက်လိုင်းရေးဂျိုရူတီတလုံးကိုမတ်လ18ရက်နေ့မှာလွှတ်တင်လိုက်တယ်လို့ဂျပန်အာကာသအေဂျင်စီကပြောကြားခဲ့ပါတယ်။ Radar 5အမီရဂျိုရူကိုဂျပန်နိုင်ငံတောင်ပိုင်းရှိဒုံးကျည်လွှတ်တင်ရနေရာကနေ H2A တုံးပြန်ဖြင့်အာကာသသို့တယ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အဲဒီဂျိုရူကိုလက်ရှိလွှတ်တင်ထားတဲ့ဂျိုရူနေရာမှာအစားထိုးသွားမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားကဂျပန်ပိုင်နက်ထဲကိုတာလက်ပစ်တုံးကြီးပြုတ်လုခဲ့ပြီးရဲ2003ခုနှစ်ကနေစတင်ပြီးဂျပန်ဟာမြောက်ကိုရီးယားကိုထောက်လန်းမဲ့ထောက်လန်းရေးကြိုးရိုးတွေကိုလွှင့်တင်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ဂျပန်နိုင်ငံပေါ်ချင်းချောက်လာမှုတွေဟာတဖြည်းဖြည်းမြင့်တက်လာနေခဲ့ပြီးပြီးခဲ့တဲ့သတင်းဘက်ကလည်းမြောက်ကိုရီးယားဘက်ကပယ်ထိန်တုံးကြီး၄ခုပြုတ်လုခဲ့ရာ၃ခုမှာဂျပန်ပိုင်နက်ရေပြင်တွေကိုကြာရောက်ခဲ့ပါတယ်။ဂျပန်ဟာလက်တလုံးမှာနေ့အခါထောက်လန်းနိုင်မဲ့ကြိုးရိုး၃ခုနဲ့ညအချိန်မှာထောက်လန်းနိုင်မဲ့ရေဒါကြိုးရိုး၃ခုကိုပိုင်ဆိုင်ထားပါတယ်။ ဲ့ဒီထဲကနှလုံးကတော့အရန်ဖြစ်ထားရှိတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဂျိုရူတွေကိုသတင်းအချက်အလက်တွေထောက်လန်းဖို့တာမကတဘာဝဘေးအန္တရာယ်တွေဖြစ်ပွားချိန်မှာအပြက်အစီးတွေဘယ်လောက်ရှိသလဲဆိုတာစောင့်ကြည့်ဖို့အတွက်အသုံးပြုသွားမှာဖြစ်တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။